ကျွန်တော်ဒီနေ့အတွက်ဝိထုရိုလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ဒီဝိထုရိုလေးကိုရေးသားထားသူကတော့ဆရာမကြီးတန်းမြင့်အောင်ပဲဖြစ်ပါတယ်ဝိထုရိုလေးကိုဖတ်ခွင့်ပြုပါရန်ဆရာမကြီးအားကျွန်တော်ဒီနေရာကနေပြီးတော့ပဲလေးလေးဆဆနဲ့ခွင့်တောင်းရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကို အားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံးဘေးကင်းကြမှာကြပါစီဗျာ Hero，俺库俺家米。这三点三。 မစမ်းကျင်နေကျုပ်သက်19နှစ်သမီးကလေးကလင်းယူလာတော့အခုအသက်50ပြည့်တော့မေတချက်ကလေးမှအလောက်နဲ့လက်မပြတ်ရသေးဘူးအဲ့ဒီလောက်လင်းကိုညှာတဲ့ကောင်မရှာလဲကြည့်ကြအောင်ဒေါ်လာမေသည်အိမ်ဘေးရည်စင်တွင် ဟင်းရွက်တွေစိတ်ဆော့စေကြောရင်ကမကြေမနက်နဲ့ဒရဆက်ပြောင်းနေသည် ကလေး၃ယောက်ဗိုက်ကြီးလွယ်ထားတဲ့အချိန်တောင်ကျုပ်ကနားလာမဟုတ်ဘူး မောင်တထမ်းမေတရွတ်ဆိုတာသူများတွေပြောတဲ့စကားကျုပ်ကတော့သူတထမ်းကိုတထမ်းကိုထမ်းလာခဲ့တာဒင်းကအခုမှကို့အသက်ရွယ်ကိုအာမနာသမီးနဲ့သမက်နဲ့မြီးနဲ့ဖြစ်မှဖောက်လွဲဖောက်ပြန်တဲ့လူတော့လာပါစီလှမေချောင်းကောင်းကောင်းတည်သွားမေတဖြည်းဖြည်းချိန်မြင့်လာတော့ဆိုင်ကလေးတဲ့သပွဲထုတ်ပေးနေတော့သမက်လောက်သူကြောင်ကသူ့မိမအေးຫນွယ်ကိုလှမ့်ပြီးမျက်စာပြစ်ပြလိုက်တယ် အဖွာကြီးကျန်းနေပြီဟူသောအတိတ်ပဲကိုအင်းຫນွယ်ကလည်းသတိပြုမိကပြုံးယောင်ယောင်ဖြစ်သွားသည်ဟင်းပျော်ရင်ပျော်ရင်ဒေါသဖြစ်တယ်အဲ့ဒီကုံကားမောင်းတဲ့အလုပ်ကိုဖြတ်ရင်ဖြတ်မဖြတ်ရင်ကားဝမီးနဲ့ရှုပ်ပြမယ်ဒရိုက်ဘာငှပီခိုင်းမဆိုတော့လေပြုံးမရတာဒါကြောင့်ကိုသူ့ကိုယ်သူလဲလှပြီးမှတ်နေတာဟာအမေကလည်းတိုးတိုးပြောပါအမေအတန်ကပျော်ရင်ပျော်ရင်ကျဲလာပြီး အိမ်ရှေ့မှာထမင်းစားတဲ့လူတွေကြောက်ကုန်ပါအောင်မေမနေနိုင်တော့တဲ့အလတ်မမိသွေကအမိကိုလန့်ပြောလိုက်ပြီးကြာကြာဤကိုအကြောင်းကိုပြောတာသူများအကြောင်းပြောတာမဟုတ်ဘူးရှက်ဆရာကြီးပါမေရမပြောပါနဲ့အမေမရှက်ဘူးလားရှက်နိုင်ပေါ့အမေမကျင်တတ်တာအဖေကိုမဟုတ်လားအဖေလာမှပြောပေါ်မေရအခုအမေပြောနေတာတွေအဖေကြားတာမှမဟုတ်တာသူမကြားလေသူသမီးတွေကြားတယ်လी ညီတို့ကြားတယ်မဟုတ်လားပြန်ပြောလိုက်ကြပေါ့အဲ့ဒီလိုဆိုရင်လေအိမ်သားတွေကြီးရှိတဲ့ချိန်ပြောပါမေယာအမေဆိုင်မှာထမင်းစားတဲ့သူတွေကအလုတ်ကျန်းသမားတွေစိုက်ကားသမားတွေကားသမားတွေနဲ့အမေရဲ့အဲ့ဒါဘာဖြစ်တုံးသူတို့ခင်ဗျာဒီချိန်လေးနားရတာစာရုံးတောက်တုံးနားရီပါရီနေပါစေမေယာကိုကိုရေးကိုရာကြောင့်သူများအနောက်ရှက်မဖြစ်ပါစေနဲ့အမေစုပူးနေရင်စိတ်ညစ်ပြီး နောက်ဘယ်လာအပီးခြင်းမမလီညီတို့ရှက်ရှက်တယ်ပြောစမ်းပါ၏ဟုတ်တယ်မေရေရှက်လို့ရှက်လို့မပြောပါနဲ့တော့အငေမကပါဝင်ပြောတော့ဒေါ်လာမီလီသန်ပြော့သည်ဒါတောင်ညီတို့ကိုတကယ်ရှက်ခွဲမှာကကြုံမဟုတ်ဘူးအေးညီဖေညီတို့ကြက်ကြက်သတိထားကြတော့ဟူဆိုကနေရာမှစောင့်အောင်ပြီးထွက်သွား၏အဖေကမမိုက်ဘူးဟာညနေဆိုင်သိမ့်ချင်း အမေနဲ့သမက်ဖြစ်သူကျော်အောင်တို့တိရွိမင်္ဂလာဈေးသွားနေတော့မှာညီမသုံးယောက်ခေါင်းချင်းဆိုင်မိကြချိန်တွင်မိတွေကစပြောသည်အကြီးမအင်းတွေကနှစ်နှစ်တာတာအရွယ်ရှိတောင်းငယ်ရွှေတိုးကိုပွေထားရင်ကယောက်ျားတွေဟာဒီလိုပဲဟဲ့မိမာနဲ့မျက်ခြေပြတ်သွားတာနဲ့ဖောက်ပြန်ကျင်တာကြည်ကြည်ငယ်ငယ်လွတ်ထားလို့မရဘူးဆိုတော့အဖေအသေးကြောင့်ငယ်မကအမေ မတ်ຫນွေကအဲ့လိုတော့မပြောပါနဲ့နော်မတ်ຫນွေယောက်သားနဲ့နှိုင်းပြီမပြောပါနဲ့အဖေကြီးကအဲ့ဒီလိုမဟုတ်ပါဘူးအခုလဲဘာကြီးရင်မမူးမူးနဲ့ပြောတဲ့အတိုင်းဟုတ်ချင်မှဟုတ်မှာပါသူများပြောတိုင်းစွတ်ယုံမနေချာနဲ့အောင်ငါယောက်ျားလဲအဲ့ဒီလိုမဟုတ်ပါဘူးနော်ငါကတွေ့ဘူးတာတွေကိုပြောတာအကြီးမကရှော့ချသွားသည်မနွေကြတော့လေလွန်လုံးပါလေဟိုလူနဲ့စကားပြောနေပြန်ပြီဒီလူပြုံပြပြနေပြန်ပြီ ਨੇ မျက်စိအောက်ကအပြောင်မှမခံတော့မတ်နွေယောက်သားကဘယ်လုံရဲမလဲနေစားမအောင်ဟာအရာတွေကအရင်မကြည့်ပါဘူးဖေကြီးကိစ္စတကယ်ဟုတ်မဟုတ်သိကျင်နေဟုတ်နေရင်တော့ဒုက္ခပဲတည်ဘူးလေဟာသူတို့ကာသမာချင်းချင်းပြောတာပဲဟုတ်မှာပေါ့ဒါဆိုဖေကြီးလာရင်အမေတောင်းချမ်းတော့မှာတည်ကြတယ်တောင်းချမ်းမစီဝင်မဆွဲကြတိလားအေးညီမတို့တွေစိတ်တူသဘောတူတိုင်ပင်ထားကြဤ ။သမီးတွေကဖေကိုတဲတဲလို့ချစ်တယ်လို့အမိကိုတော့တနာပါထက်၍ပုံနေကြသေး၏။သူတို့မိသည်တခြားမိတွေထက်မိသားစုအပေါ်နစ်နာခံသည်ဟုသူတို့ယူဆသည်။မိသားစုအပေါ်တွင်သာမက အမိသည် သူ့ဆိုင်မှာစားတော့သူတွေအတွက်လဲစေရနာထရှာသည်။အမိဆိုင်ကလေးကလက်လုံးလက်စားများ၏စမြိန်ဝိုင်းဖြစ်သည်။ဆင်းရဲသောဆိုရာ ငပိကြီးတို့တော့ကြာတို့ကိုဥစားပေးရတာအဟာရလည်းရှိရင်အကုန်လည်းတက်တာ၏ငပိကြီးတို့စရာကောင်းရင်ဟင်းကောင်းမလိုပါဘူးပိုက်ဆံရှာရတာလွယ်တာမဟုတ်ဘူးဟုဆိုကဖောဖောတီတီဝဝလင်းလင်းကျွေးနံရည်အတွက် အပင်မန်းခံကချိန်မရလင်းညဘက်ဆိုင်ပိတ်ချိန်မှဖြစ်စေညလုံးပေါက်တီရိမင်္ဂလာဈေးသို့သွား၍ချင်းကြီးချင်းငယ်ဖြင့်ဟင်းရွက်များကျုံ၍ဝဲလိရှိသည် ထို့ကြောင့်မေဆိုင်တွင် ထမင်းစားသူတို့ကငပိကောင်းကောင်းတို့เสียဆုံဆုံဟင်းသင်ဟင်းရွက်ကြောင်များများချင်ရင်ဟင်းပြစ်ပြစ်တို့ဖြင့် ထမင်းမြိန်လေးရှိသည်အမေထမင်းမစားရသေးဘူးမဟုတ်လားခူးလိုက်မယ်နော်တိရိမင်္ဂလာဈေးမှပြန်လာပြီးဆက်လိတ်တရိုနှင့်ငိုင်းနေသောအမေအနာကိုမိသွေရောက်သွား၏မခုနဲ့မခုနဲ့မစားကျင်ဘူးအမေအမောပြင်းစားလိုက်တော့လီ စီးသွောကန်นี่ကျွန်တော်စားတော့ကလည်းအမေဝင်မစားဘူးကြောင်ကပါအမေကိုလန့်ပြော်ကြီးငါမှမစားသေးတာစားရင်စားမှာပေါ့မင်းတို့လင်မယားလည်းပြီးရင်ပြန်ကြတော့လीကလေးချင်နေရောပေါ့အကြီးမလင်မယားကသူတို့နှိမ်ကြော်တွင်နေသည်အိမ်တော်ကြပီကလေးကကြောင်အောင်ကိုငကိုအလောက်ကထွက်ခိုင်းပြီးအမေကဆိုင်တွင်ကူခိုင်းကဇေယိမ့်ပြီးလောက်ကကိုတတ်တတ်ပေးသည်တစိမ့်ခေါ်မိအစား တာသမီးကိုထားတော့အမေလဲစင်ပြေသူတို့လဲစွမိဆောင်မိရှိသည်အမေကဘာလို့မစားသေးတာလဲမိတွေပြောမရတော့အငယ်မကပါထက်ခါအမေအနာကတ်ထန်ရင်မေးပြန်၏မစားကျင်လို့ပေါ့ဟဲ့ဘာလို့မစားကျင်ရတာလဲမစားလို့မစားလို့မိငယ်ကမချုံမချင်မျက်နာဖြင့်အမေကိုဖက်ခါအမေအသက်ကွဲနေတာမဟုတ်လားတဲဒီကောင်မမိငယ်ကစတော့ ဒေါ်လာမေမျက်နာကြီးရဲကလှန့်ခေါမီပြူဤဟုတ်ပါရဲ့တို့မေကြီးကလည်းဖေကြီးကိုအောက်မေ့ပြီးအသက်ခွဲနေတာထမင်းတောင်မစားနိုင်ဘူးဟေးရီးရတယ်အောင်မေဒင်းအတွက်များငါကစားပြက်တောက်ပြက်ဖြစ်အောင်ဒင်းကဗာမို့လို့လေညီတို့ကအဲ့ဒီလိုထင်နေယူလာခဲ့ ကျုပ်စားပြမေထမင်းနဲ့ဟင်ပုံခဲ့ဒေါ်လာမေကစိတ်မရှိသလိုပြောတော့အဖေနဲ့မေကိုတော့မိငယ်မပဲနိုင်နေဟုပြောကား မိသွေကထမင်းပြေးထည်ဤအဟုတ်ပြောတာလားဒေါ်ကြီးဒေါ်ကြီးယောက်သားကိုယ်တိုင်တွေ့ခဲ့တာလားအင်းလီသူပြောလို့ငါသိတာပေါ့ညီမေကိုလည်းသူပဲပြောတာမဟုတ်လားအခုအမေကအရန်ခံစားနေရတာအဖေလာရင်ပြဿနာတက်မှာတေချာတယ်ဒုက္ခပါပဲဤကျုပ်တို့လင်မရတော့တရေခံဖြစ်တော်မေထင်နေမဖြစ်ပါဘူးဒေါ်ကြီးယာပြန်ပြောပြလို့ကျေးဇူးတောင်တင်သေးတယ်ဒေါ်ကြီးတို့သာမပြောရင် အဖေနဲ့မှမိမယူထားရင်တောင်းမိငယ်တို့သိမှာမဟုတ်ဘူးအဲ့ဒီလောက်လည်းမဟုတ်ပါဘူးအေးညဖေကလူရိုးပါ အခုဟာကမိမကကတ်နေတဲ့ပုံမှာငါအိမ်ကလူကားမှခက်ရှုပ်ရှုပ်ရဲ့အဲ့ဒီမိမကညတို့ဖေလာရင်ကွန်ရစီချွေးစစ်လိတ်စီတိုင်နေတယ်ပြီးတော့သူတို့နဲ့ရောထမင်းဆိုင်မှာအတူမှစားကြတာလေသုံးလေးကာလောက်မြင်နေဆိုတော့မယိုးဘူးထင်လို့ပြောတာပါကျုပ်လည်းမသိဘူးတော့ ။ "तू ပြောသည်မှပဲသိတာ။အခုတောင်သူတို့ညားနေပြီလားမသိဘူးနော်ဒေါ်ကြီး။ခဏတစ်ဖြုတ်ပျော်သဘောနေမှာပါ၏။တမီးတွေမြီးတွေကိုတုံနေအောင်ချစ်တာကိုထွန်းမောင်ကဒီလိုတော့မလုတ်တန်ကောင်းပါဘူး။အပျော်သဘောလေဘယ်ကောင်းမလဲဒေါ်ကြီးရာ။ရှက်စရာကြီး။မိငယ်အိမ်ပြန်ရောက်တော့အမနှစ်ယောက်ကိုတွင်ကန်းမှာအိတ်နေတော့အမေမချအောင် ပြန်ပြီးဖောက်တယ်ချနေတော့သည်။အတော်နေအောင်နဲ့အမေချတွင် ရွှေတိုးလေးကမျက်လုံးကလေကလေနဲ့ရှိနေရှာသည်ခင်းညဒေါ်လာမေတညာလုံးအိမ်မပြောအတွေးတွေကလွန်ခဲ့သောနှစ်ပေါင်း30စီရောက်နေသည်အဲ့ဒီတုန်းကအုပ်လုံးသိန်းစာအလှသွေးကြွေကကြောက်တက်ဒေါ်လာမေကာလာသားတယောက်ယောက်ကများခက်ဆိုက်ဆိုက်ကြီးလိုက်လင်းခြေလန်းတွေဟိုရိုင်ဒီရိုင်နဲ့အယောင်ယောင်အမားမားဖြစ်တဲ့ဒေါ်လာမေထိုလာမေသည်ညီမဝင်းခွဲတော်သူ မြောက်ချစ်အောင်သွေးကောင်းသဖြင့်ဆွေမျိုးမိသားစုထံတွင်လာနေရင်ပလတ်စတစ်ဆက်ယုံညာဆိုင်အလုပ်သမားလေးထုံးမောင်နှင့်ရည်စားဖြစ်ခဲ့သည်တမင်းရည်စားသာဖြစ်သွားသည်လှမေနှင့်ထုံးမောင်နှင့်အောက်ထဲတကြိမ်မှမဆုံးဘူးထုံးမောင်ကလှမေကိုကာလတော်ကြာအောင်ပင်နှစ်ယောက်တူတွေ့ခွင့်ပေးရန်စာဖြင့်တမျိုးမြောက်ချစ်နှင့်စကားပါ၍တသွေးတောင်းမှန်သည်လှမေကတွေ့လဲတွေ့ခြင်းသည် တွေ့လဲမတွေ့ရဲ့ အိမ်ကိုဘလို့ပြော့ပြီးထွက်ရမှန်းလဲမသိလှမေတို့အိမ်ကစစ်လိတ်ခုံဖြစ်သည် အိမ်မှာတနေကုန်စစ်လိတ်လဲရသောလှမေကရန်ပါရန်ခါဈေးသွောဝယ်ရတာကလွဲလို့အပြင်ထွက်เสียရခွင့်ရေးမရှိ အချိန်ရှိသည်၍စစ်လိတ်ခုံတွင်သာ အချိန်ကုန်ရသည်စစ်လိတ်လာလိတ်သောစစ်လိတ်သမားများ၏နှုတ်ဖြားတွင် တနေသားကာလာသားထွန်းမောင်၏ယောသားချောင်းတဘောကောင်းချောင်းယောက်ျားပီတာချောင်းကောင်းတဲ့ရင်ကိုယ်တော့ အဆက်မပြတ်ကြားနေရသည်တနေ့တွင်တော့သူ့ချင်းစုံမှုကို အရေးစွန်၍လှမီလက်ခံလိုက်သည်ချင်းသည့်နေရာကဆက်လိတ်ခုံနှင့်အတော်တန်လှမ်းသောဖျားဝိုင်းထဲမှဖြစ်၏ညချစ်မှတဆင်ထုံးမောင်ကနနက်အလုတ်ဂျူတီထွက်ကလေးကဖျားဝိုင်းထဲတွင် မလာမချင်းစောင့်နေမည် ထုံးမောင်ကိုထမင်းစားချိန်၁၇နာရီလောက်မှလာ၍ရမည်ဖြစ်ကြောင်းအကြောင်းပြန်လိုက်သည်အိမ်မှထွက်ရန်အတွက်တော့ မြတ်ချစ်ကိုဖះမှာရေရေရသွားချေခြင်းလို့ဆိုပြီးအမိကိုလာပြောပြီးအဖို့ခေါ်ရန်ဇက်တိုက်ထားသည် မတော်တဆအတိမိတ်ဆွေများဖះပေါ်တွေ့လင်လင်ရှင်းရလွယ်အောင်ဖြစ်၏စီစဉ်ထားသည့်အတိုင်းမြတ်ချစ်လာခေါ်သည် အမိကတော်တော်နှင့်မလို့စေသက်ခိုင်းနေသေးသည်ဖေစီကံဖြတ်ခိုင်းနေသေးသည် အချိန်ကမျောမှန်းထားတာထက်အတော်လေးလင့်သွားသည် နေ့လယ်တနာကြီးကြော်သွားမှာ မြန်မြန်ပြန်လာနော်အိမ်မှာလှုပ်ဆရာတွေတပုံကြီးဟုပြောပြီးလှုပ်လိုက်၏လှမ်းမေရိုညီအမဖျားဆောင်တန်းဘက်သို့ကမန်ကရန်တုတ်ချေတင်ခဲ့၏ဖျားဝိုင်းနှင့်နေလာလီလှမ်းမေရင်တွေခုန်လာလီမြတ်ချစ်ကိုစုတ်ကင်ထားသောသူ့လက်ဖွားတွေကဇောချွေးတွေနှင့်နစ်နေ၏ဖျားကုန်းတော်ပေါ်လှန့်တက်လိုက်ချိန်တွင်သူ့ခြေတော်တွေကမြေကြီးနှင့်ထိသည်ဟုမထင်ရဘဲနှင့်ခလုတ်တွေခဏခဏတိုက်နေပြန်သည် သူတရောက်တော့လေပင်ညောင်ရိုးဖြစ်နေရှာတော့မယ်ဟုတနာကိယူနာကြီးကရင်တွေဖုန်နေမိသည်သူ့ကိုမြင်ရင်လန့်ပြုံပြလိုက်ရမလားရှက်ရှက်နဲ့ခေါင်းကြီးငုံပြီးအတန်တွေတုံကစကားမှပြောလို့ရပါမလားဖျားဖို့ရှိချိန်ဆထားရနေရနီးအောင်မျက်လုံးတွေက ပြပီးဘာကုန်ပြမမြင်ညချစ်ကဟိုကြည့်ဒီကြည့်နဲ့ဟဲ့တော်အကိုထုံးမောင်ကြီးရေဟိုမဆိုပြီး တန်တောနှင့်ရေရွလိုက်တော့သူမရေတရေနှင့်လှန့်ကြည့်ဟင်ကနေဖြစ်သွားသည်ထုံးမောင်ကကြောက်တုံးတုံးကိုခေါင်းကနှစ်နှစ်ချက်ချက်ကြည့်အိပ်ပျော်လျက်ရှိသည်ထုံးမောင်အိပ်ပျော်နေပုံကြီးကိုကြည့်ကသူအယမ်းရှက်သွားသည် ကျမတို့တော်တော်နဲ့မလာနိုင်လို့ဆောင်ရင်နဲ့အိပ်ပျော်သွားတာဖြစ်မေညချစ်ကလည်းဘလောက်ပဲရဲရဲလူပြိုတယောက်အိပ်ပျော်နေတာကိုတော့တော့မနူရီ လှမေကပို့ဆိုးတော့သည်ညီအမနေအောင်သာသူ့အရှိတက်တဲ့ခလန်းလန်းမှထိုင်ကားဖျားရှိခိုးရင်စောင့်နေကြသည်ရှိသမျှဖျားရှိခိုးနှင့်ဂါရာတွေသာအုံရွတ်ဖက်၍ကုံသွားသည်ထုံးမောင်ကနိုးမလားဖျားကိုလက်ဝဲရဲ့လက်ရာရဲ့အချင်းချင်းပတ်ရင်သူ့နားမှာရဝဲရဝဲနဲ့ကြည်ရင်ခြေသလုံးသာတောင့်လာသည်သူကတော့ဟောက်များပင်ဟောက်နေကြည်သေးသည်။နောက်ဆုံးတော့ဖျားဘော်ကသာပြန်ဆင်းလာသည်။ သူကမနူလှမေချာကြီးသူ့ကိုစိတ်ောက်ပြစ်လိုက်သည်ညချစ်စကားအရအဲ့ဒီနေ့ကညနေ3:00နာရီခွဲပြီး၍မျက်နာပေါ်နေကြမှသာနိုးလာပြီးလန့်ဖြက်ထူပူသွားတော့သည်ဆို၏ဟင်းအဲ့ဒီကဲကလူကိုဒုက္ခပေးတယ်လူဥတူတူအတာတာနေဒေါ်လာမေနှခမ်းကမတိမတာပြောင်းရောင်တန်းကတစ်ဖက်သို့စောင့်အေးရင်ရင်ထဲမှာကြုံဝါလိုက်၏ အဲ့ဒီတော့ကဒုက္ခမျိုးသာကျုပ်ကခံကျင်ခံမေအခုပေးတဲ့ဒုက္ခကိုတော့ခံနေလိုက်မယ်မထင်နဲ့တော့ကောင်းတဲ့ကိုအိုးစားမကွဲလို့ကတော့ကျုပ်ကိုပြောကြံတိုင်းပြောဖေဟဖေငါမှသွားပြီထင်နေညကြီးကငါကိုတကယ်အားကိုးပုံပေါနေပြီဦးတွန်းမောင်ရင်နဲ့လှုပ်လှုပ်ခက်ခက်နဲ့ဂရုံငရင်ဖြစ်လာသည်ကိုကြီးထွန်းယော့ဟောလာကကွန်းရဘူးဒီမာကစစ်လိအေးအေး ရပါတယ်ဟာနေကလည်းဒုက္ခရှာလူသူများရီကိုမကြည့်ပဲကားပေါ်တက်ဟန်ပြင်းနေသည်စပယ်အောင်မောင်အေးကိုရှေကန်းတကားချက်လန့်ဖွင့်ပေးနေရင်မှပြောလိုက်သည်အမေဒါဒုက္ခမှမဟုတ်တာမျက်ရည်ရတဲ့ကွန်ရကဆက်တဲ့ဆိုလို့လမ်းမှာစားရအောင်ထိတ်ပေးလိုက်တာအေးဟာကျေးဇူးပဲကိုကြီးထွန်းဘယ်နေ့ကပြန်ထွက်มาလဲအချိန်နေရပဲဟာဟင် ကိုကြီးထုံးကလည်းအကြာကြီးနေမှာလားပြန်မလာတော့ဘူးလားမတည်ဘူးလေဟာအစင်တင့်တယ်လို့ပေါ့ပြန်လာခဲ့ပါကိုကြီးထုံးရညကြီးကကိုကြီးထုံးကိုအားကိုးနေရတာဒီကားကိတ်ကလူတွေကတည်တဲ့အတိုင်းပဲညကြီးကိုမထီတရီနဲ့ညကြီးကတနာစဖွယ်မျက်နှာငယ်နဲ့သူ့ကိုငေးပြီးပြောတော့ဘေးနားမှာရှိသည့်မောင်အေးကိုသူ့မလုံးမလဲဖြစ်သွားသည်နေအိမ်အောင်ပြုတ်လိုက်ပါလားဟာ ဒါမှမဟုတ်ဒီနေရာမှာရောက်မဲ့စာမနှက်ခင်းသေးဖြစ်ဖြစ်ပြောင်းရောင်းပါလားကိုကြီးထွန်းကလည်းမျက်ရည်မှာအားကိုးရမယ်လူမမရှိတာကိုကြီးထွန်းရှာပေးမလားအမလေးမလောက်ပါနဲ့ငါမှလည်းပြဿနာနဲ့ဟာအေးမောင်ကြီးကညကပြန်ဝင်လာတယ်ငါအိမ်ကလူတွေငါ့ကိုမျှော်နေကြပြီဒီကောင်ကြီးဘာတွေတော့ခြုံထားမှန်းမသိဘူးဟာအေးမောင်ညကမုံမုံနဲ့သူ့ကိုပြောသွားသည့်စကားတွေကိုတော့ သူမြည်ကိုအာနာ၍ပြန်မပြောပြေအဲ့ဒီလူကြီးကအာကြီးမဟုတ်ကဟုတ်ကပြောတဲ့တာဂေယုမဆိုင်ဆမ်းမာနဲ့ကိုကြီးထွန်းရကျမကလည်းအမျိုးမျိုးပြောနေတာပဲအေးပါဟာငါကအเจ้าမဟုတ်ပါဘူးနင်သာသတိဝိရိယနဲ့နီးညဘက်လည်းတိတ်မိုးချောက်အောင်မရောက်နဲ့ပေါ့သွားမယ်နော်ပြောပြောဆိုဆိုကောင်းဆက်နိုးပြီးထွက်ခဲ့စဉ်နောက်ကြည့်မှန်မှသူ့ကားကိုငေးပြီးကြံရည်တော်များကြီးကိုသူမြင်ပြီးတနာနေသည် ဒီကောင်မလေးဟာ ကလေးတယောက်မအီမုတ်ဆိုးမမေအိုကြီးကိုလှုပ်ကျွေးနေသူဘဝမှာလုံခြုံမှုသိမရှိလားသူ့ကိုတော့အတော်ကိုအားကိုးခင်မင်ယုံကြည်မှုရှိသည် သူမှသူဖြစ်နေတော့ခိကကောင်တွေကမကြည်မူလာပြီးဆိုရင်အမနာပပြောကြသည် ထိုတရင်ကအိမ်ပင်ပြန်ရောက်နေပြီဖြစ်ကြောင်းမနေ့ကတိလဲရတော့သူရင်ပူသွားသည် ညရီပေါ်တိတ်တခိုးတာယာခဲ့မိတော်မှန်ရင်တောင်းလှမေနဲ့သမီးတွေကိုတော့သူ့ပါနဲ့မှမလဲနိုင်လှမေသည် သူ့အတွက်ဖို့တန်လာသောမိမတယောက်အုံလုံးတင်းစားရွှေရင်တိတ်တရွယ်ကလေးကစွန့်နစ်ခဲရသည်ငဲ့ချင်းပြီးတော့သူ့တိတ်ချစ်တဲ့သမီးတွေကိုလည်းသူ့အတွက်မွေးပေးခဲ့သေးသည်မြေကလေးရွှေတိုးကလည်းဖို့ဤရဲ့သူ့ရဲ့တန်ရုံးစဉ်အတိုက်မြုံကို သူ့ဘယ်နည်းနဲ့မှပြုတ်ပွဲမခံနိုင်လှမေမကြိုက်လင်းဒီကားကိုသူမမောင်းယုံသာရှိတော်သည်အင်းမောင်ကြီးကသူ့နေရာမှာကောင်းမောင်းခြင်းလို့အုံနာစစ်စစ်ဖြစ်တဲ့လှမေကိုပိုပိုတာတာတွန်းခဲ့တာလေဖြစ်ချင်ဖြစ်မြည်အတော်ဆိုးတယ်ကောင်ဟောအကိုကြီးအချိန်ကမဟုတ်ဘရောက်ပန်းတွေပွင့်နေပါလားညကမိုးရွာလို့ထင်နေမောင်ကြီးကလန့်ပြောသည်ရှာရှာပါပါကားလန်းပီးကဘရောက်ပန်းတစ်ချို့ကိုမြင်တော့ ဘယ်တော့မှမမေ့နိုင်သောမြင်ကွင်းတစ်ခုကိုသူသတိရသွားကအတန်မထွက်ဖဲရေးလိုက်မိသည်။ဘာရည်ရာလဲကိုရမောင်အေးကသူ့ကိုနားမလဲဟန်နဲ့မေးသည်။ငါလူပြိုတော့ကကြောင်သွားသတိရလို့ပါကွာ။အဲ့ဒီတော့ကမရည်ရဘူးကွာ။ရင်နာရင်ဒေါသဖြစ်ရတယ်စိတ်ကောက်ရတယ်။အခုမှတွေးရင်ရည်ကျင်တာ။ဘယ်သူ့ကိုလဲမိမကိုပေါ့လှမေကိုပေါ့ကွာ။ဟုတ်လား ဘာဖြစ်လို့လဲကိုအပြိုတော့ကသူကတိတ်ရှက်တတ်တာလူရှိဆိုမနေရအောင်ရှက်တာတနေ့မှတို့ဆက်ယုံကဘရောက်ပင်မှာဘရောက်ပန်းတွေပွင့်ရောငါကမနဲ့စောကြီးကလေးကသူ့ကိုပေးချင်လို့တခါမှတစ်ပင်မတက်ဖူးပဲနဲ့ဘရောက်ပင်မော်ကိုခဲရခဲစစ်တက်ခူတာပြန်ဆင့်ကြတော့လိတ်ကြပါလိဟောဟုတ်လားဘာဖြစ်သွားသေးတုံးဒူးကောင်းတွေစုတ်ပြတ်တတ်သွားတာပေါ့ကွာ ငါကလူနာရင်နာပါစေဆိုပြီးပရောက်ပန်းကိုအထိမခံတော့ပို့ဤတာပေါ့အဲ့ဒါနဲ့သူ့ကိုပြေပန်ခြင်းလို့ဖျားတပြီးဈေးမှာသွားဆောင်ရတာကံကောင်းလို့တွေ့တော့တွေ့ပါရင်ဘေးမှာဖော်ပါလာလို့အပြန်ကိုတစ်ခါဆောင်ရသေးတယ်အပြန်ကြတော့မှတယောက်ထဲတွေ့တော့ရော့အလှအတွက်ပရောက်ပန်းဆိုပြီးကန့်ပေးလိုက်တာမချောကဖြတ်ခနဲဆွဲယူပြီးတုတ်ချီတင်သွားတာစကားတခွန်းတောင်မှမပြောလိုက်ရဘူး အဲ့ဒါကိုကစိတ်ဆွရောလားအဲ့ဒီလောင်နေတော့ဘယ်စိတ်ဆွအောင်မလဲကွာသူကခြေတော့ကရင်ရှက်တာမဟုတ်ဘူးလက်ကပါရှက်ပြီးဘရောက်ပန်းကင်သွားတဲ့လက်ကိုဘလို့ရမ်းသွားတယ်မသိဘူးငါပန်းနေတလန်းလုံးကြွေကြပြီးသူ့လက်ထဲမှာရိုးကြီးကျန်တော့တယ်ငါမှဒူးပြဲရချိုးတော်မနှက်တော့ဘူးအဖေတို့ကောင်းဝင်လာပြီလေဟေအလက်မမိသွေးကအရင်ဦးဆုံးတရင်ပို့တော့ညနေစိုင်သိမ့်ပြီးမို့ ိမ်မှာမိသားစုတွေကြီးရှိနေသည်ညီအမတွေကတယောက်မျက်နာတယောက်အတိတ်ပဲပါဝါကြည့်လိုက်ကြသည်ဒေါ်လာမေကရေချိုးပီးစာမျက်နာတုံရင်ညီဘသူပြောင်းရုံဟုမေးသည်ကားသိန်းနဲ့ကေဝင်းဘက်ကလာတဲ့လူပြောတာအဖေကားဝင်ထားနေတယ်တဲ့အခုလောက်ဆိုလာနေရောပေါ့ဟမ်ငါမကြည့်ကျင်ဘူးဟုဆိုကားဒေါ်လာမေတနခါလိုင်းပြီးညာစည်းဖက်ဆင့်သွား၏အဖေကိုတယောက်မှစကားမပြောနဲ့ဟိ ခတ်တီတီနီရွှေတိုးကိုလည်းဖေနောက်မကတ်စီနေအမေထွန့်သွားပြီးညီမတို့တွေတယောက်ကိုတယောက်သတိပေး၍မဆောင်ခင်မှာပင် ပခုံးတွင်အိတ်တလုံးချိတ်ထားသောဖေသည်ကြိမ်ချင်းကြီးတလုံးကိုဆွဲကာအိမ်မော်တက်လာသည် အဖေကိုကြည့်ရတာသူ့ကိုယ်သူမလုံးမလဲဖြစ်လာပုံရ၏မျက်လုံးကဟိုကြည့်ဒီကြည့်နဲ့မျက်နှာဘိုးတတ်ထားကြသော သူတို့ကိုဝိတ်ကြည့်ကဟေးအင်္ဂါတိတ်လာကြည်လားကွာဟုမိသောအတန်က ချက်ကကသူ့ကိုဘယ်သူမှပြန်ပြင်မဲ့သူမရှိအဖေကငယ်မစီလျှောက်သွား၏တမင်းငယ်ညီမေရောညာစည်းဘက်ဆင်းသွားလေချင်းထဲမှာမိကိုတီတွေဝဲလာလေတမီးကြိုင်မန်းတီလို့အဖေဝဲလာတာထုတ်စားကြဟင်းမစားကျင်ဘူးမိတခွန်ပြောင်းတခွန်နဲ့အငယ်မအဖေအနာကခွာလာသည်ရွှေတိုးရောတားလေးပဲသွားလေ လာပါအောင်ကွာဖိုးဖိုးပြန်လာပြီတောင်းဖို့မုံတွေပါလာတယ်အဖေကမြေးကိုအော်ခေါ်နေတော့မှာပဲအင်းຫນွေကမကြားဟန်ဆောင်ကကလေးကိုကောက်ချီ၍အိမ်မော်မှဆင့်သွား၏အင်းຫນွေရောက်ကြားကခေါင်းခေါင်းကနောက်မှပါသွား၏အဖေကမျက်မှောင်တွန်ကမိသွေကိုခေါ်ပြန်သည်မိသွေမိသွေရှင်အိမ်ကိုအင်းမောင်လာသေးလားလာတယ်ဘာရီပြောလေအဆုံမေး ဘာဆုံးလဲပြောစမ်းအဲ့ဒီအကောင်ဘာမဟုတ်ကဟုတ်ကတွေပြောလေပြောမပြခြင်းမူရှက်တယ်အဖေတပြင်းတစ်ချက်ချလိုက်ပြီးအိမ်မောင်မခောက်တုံခောက်ပြန်ရှောင်းနေခဏနေတော့အငေမအငေမလောင်းဖေ့စီကို မလာဘူးသမီးအိတ်တော်မလို့အဖေပေါ်ဆုံးနေကြအငေမကအိတ်ခန်းထဲမှာလန့်អော်လိုက်ဤအဖေဝက်စားပင်မလဲနိုင်တော့ဘဲ အိမ်ရှိကိုပြစ်ကောင်မောင်ရိပ်ထဲတွင်တိတ်တိတ်ကလေးသွားထိုင်နေတော့ဤထိုခါတွင်တော့မိသွင်နှင့်ငယ်မအဖေမမြင်နိုင်သည့်အိမ်တွင်တနေရာမှနေ၍အဖေကိုတိတ်တိတ်ကလေးချောင်းကြည့်နေလိုက်ကြ၏အဖေစိတ်ထိခိုက်လင်ထိုတို့ငြိမ်နေတတ်သည်အဖေကိုတနာမိပေမဲ့သူတို့စိတ်ကောက်မပြေခြင်းသည်အမေလာရင်ပောက်ကွဲမှာကိုလေတစ်ဖက်ကစိုးရိမ်နေပြန်သည်အမေပြန်လာမည့်အချိန်ကို သူတို့ရင်တထိတ်ထိတ်ဖြင့်စောင့်နေကြရသည်အချိန်နေမကောင်းလင်ဆွဲရန်အသင့်ဖြစ်နေကြသည်အင်းຫນွေကလည်း သူ့အိမ်ကလေးကနေစိတ်ပူပြီးနေမှတည်ကြသည်ဟောအမေပြန်လာပြီအမေဒီအိမ်ထဲဝင်တွင်လက်မီးရောင်ဖြင့်မြင်ရသောအဖြစ်မျက်နှာကိုဖြတ်ခနဲတစ်ချက်ကြည့်၍ချက်ချင်းမျက်နှာလွှဲကအိမ်မော်တို့တက်ရန်ပြင်သည် အဖေကနေအောင်မထကအမေလက်ကိုဆွဲပြီး ငါမင်းကိုစောင့်နေတာလာပါအောင်လာရဟုခေါ်သည်အမေအဖေကိုဗာမြလှုပ်ထက်လိုက်လိမ့်မလဲဟုညီမနှစ်ယောက်သက်ပင်မရှူဝင်မဲစိုးရိမ်တကြီးနဲ့မျက်တောင်မခတ်တမ်းစောင့်ကြည့်နေမိသည်အတန်ကြာမှရှင်ကဘာဖြစ်နေတာလဲမျက်ရည်တွင်နဲ့ဟုဆိုတော့ညီမနှစ်ယောက်အံ့ဩသွားကြ၏အဖေကအတန်တုံတုံဖြင့်မင်းသမီးတွေပေါ့ငါ့ကိုတယောက်မှစကားမပြောကြဘူးကွာ အကြီးမားကလည်းငါစီလာမဲ့ကလေးကိုခေါ်ပြီးဆင့်သွားတယ်ဖះစုရပါစေကွာငါမင်းတို့သားမိတဲ့ဘယ်သူကမှတန်ရုံးစင်ပုံမရှိပါဘူးငါသားသမီးတွေကငါကိုအဲ့ဒီလိုစင်ကားတော့ငါအယမ်းခံစားရတယ်အားလေးငယ်တွေဝမ်းလေးနေတယ်ဟင်းအဖေဟုအဖေကိုအံဩလို့မှ မဆုံးခင် အမေပြောလိုက်သောစကားကြောင့်သူတို့ညီမတွေပိုပြီးအံဩထိတ်လန့်စရာ ဖြစ်သွားလေတော့သည် ဟင်ကိုထုံးမောင်ရှင်ယောက်သားမဟုတ်ဘူးလားသူတို့မခေါ်တာများဝမ်းနေစရာလားအားငယ်စရာလားဘယ်သူမခေါ်ခေါ်ကြုတ်ခေါ်ရင်ပြီးအောင်မဟုတ်လားအချိန်တန်ကြတော်နဲ့ကြုံနဲ့နှစ်ယောက်ထဲကြံခဲ့မှာသူတို့ကလင်ယူပြီးထွက်ကုန်ကြမယ်ဟာရီကြုတ်တရောင်လုံးရှိတယ်တော်ဘာမှအမငင်နေတမ်းမြင်အောင်